မိုးရသည့်အတွင်းဓာတ်အားပြတ်တောက်မှုနဲ့ဓာတ်လိုက်မှုအန္တရာယ်တွေကင်းဝေးစေဖို့ပြုပြင်ခြင်းလုပ်ငန်းတွေပြုလုပ်မှာဖြစ်တဲ့အတွက်ရန်ကုန်တိုင်းဒေသကြီးတွေမှာအချိန်ပိုင်းမီးပြတ်တောက်မှုတွေဖြစ်ပေါ်မှာဖြစ်တယ်လို့ရန်ကုန်မြို့တော်လျှက်စစ်တပ်အပီကော်ပိုရေးရှင်းကသိရပါဗျ။ ရှမ်းကုန်တိုင်းဒေသကြီးအတွင်းရှိတအားခွဲယုံတွေနဲ့တအားလိုင်းတွေကြန့်ခိုင်မှုရှိစေဖို့နဲ့တအားပြတ်တောက်မှုတွေလျော့နေစေဖို့ဓာတ်လိုက်မှုအန္တရာယ်ကကင်းဝေးစေဖို့အတွက်တအားခွဲယုံနဲ့တအားလိုင်းများထိန်းသိမ်းခြင်းလုပ်ငန်းများဓာတ်အားလိုင်းတွေနဲ့မလွတ်တဲ့သစ်ပင်တွေသစ်ကိုင်းတွေခုတ်ထွင်ခြင်းလုပ်ငန်းတွေကိုအပတ်စဉ်စနေနေ့တောက်ကြနေတိုင်းမှာပြုလုပ်မှာဖြစ်ပြီးအဆိုပါပြုပြင်ခြင်းလုပ်ငန်းတွေဆောင်ရွက်ချိန်မှာနနက်၈နာရီကနေညနေ၄နာရီအတွင်းမြို့နယ်၃၆မြို့နယ်မှာအချိန်ပိုင်းမီးပြတ်တောက်မှာဖြစ်တယ်လို့သိရပါဗျာ။ ရန်ကုန်မြို့တော်လျှက်စစ်ကတာဝန်ရှိသူတို့ကတအားဖြတ်တောက်မှာတမျိုးနယ်နဲ့တမျိုးနယ်မတူပဲအများဆုံး၄နာရီမီဖြတ်တောက်မှာဖြစ်ပြီးမီးကိုခဏပဲဖြတ်မှာဖြစ်တယ်လို့ဆိုပါတယ်။အပတ်စဉ်ခုံမှာမဟုတ်ပဲမိုးရွာလာပြီဆိုရင်တော့တစ်ပင်ကတက်လာပြီဆိုတော့လိုင်းကျိုးတွေနဲ့ထိနေတာကြောင့်ထိရင်ရှော့ဖြစ်တာတို့ဓာအားလိုင်းပြတ်တာတို့ဖြစ်တာကြောင့်ခုတ်ထွင်ရှင်းလင်းရတာပါလို့ပြောပါတယ်။တအားလိုက်ယာယီဖြတ်တောက်ရမှာ36မြို့နယ်အပြင် CNG ဆိုင်အချို့စက်မှုဆောင်အချို့မှာပါအချိန်ပိုင်းမီးပြတ်တောက်မှာဖြစ်ပါတယ်။